ငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားပွားရမှာပဲအရာခတ်သိဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘေးအရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုရင်စဉ်းစားဉာဏ်လေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါတော့တတိယပြီးတော့ ကိုပိုင်တဲ့ပစ္စည်းတွေကိုကြည့်အေးတနေ့ကျတော့မတို့ဒါတွေထားခဲ့ရတနေ့ကျတော့မတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစောင့်ပစ္စည်းကလည်းငါတို့ကိုစောင့်ငါတို့ကတော့ပစ္စည်းကိုစောင့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တိမြို့ကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတယ်မင်းတို့မင်းကြီးပဲရှောင်း ဲ့ဒီလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာကိုဆင်ញင်တို့တရားနဲ့မကြမကြဆင်ញင်သုံးသပ်ပေးခြင်းအဖြစ်ဝိပဿနာကုသိုလ်ဖြစ်ပါတယ်အဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်တွေမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မှာဆိုရင်လူတွေအဲ့ဒါတွေတွေးရင်ဆင်ញင်တယ် အကုန်လုံးထားခဲ့ရမှာဒါတွေတွေးဆင်ညစ်တယ်လို့ထင်ကောင်းတယ်လေမဟုတ်ဘူးအတိညာနဲ့ဆင်ញင်သုံးသက်ကြည့်တယ်အမှန်ကန်ကိုဆင်ញင်သုံးသက်ကြည့်ရမယ်ကြည့်လိုက်ဘလို့ကျိုးရတော့ဆိုတွေ့တာမှုတွေယော့သွားတယ်ဒါမှမဲတွေ့တာမှုတွေယော့သွားတယ် ကိုယ်ကိုထာဝရဖြစ်နေတဲ့အတွေ့အာရော့သွားတယ်။အော်ငါတို့ကတခဏပါလား။တခဏဆိုတော့ငါတို့အကျိုးရှိတာလောက်ပါမှာပါလားဆိုတာဒီအသည့်လေးဝင်လာ။အဲ့ဒီအသည့်ကတတ်မှုရှိတာပြောတာနော်။တွေ့တာမှုတွေကိုရှင်းချနိုင်တယ်အသည့်နဲ့မှတွေ့တာမှုကိုရှင်းချတွေ့တာမှုရှင်းချနိုင်မှရှင်းနေကတော့ကဆိုတာရှင်းချလို့ရတယ်။စဉ်းစားကြည့်လေ။ကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းဘယ်သူမှတော့ကမဖြစ်ဘူး။ ိုမသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတော့ကံဖြစ်ဘူး။တော့ကဖြစ်တာကိုနဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်။ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်။အဲ့ဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောင်းလိုက်ပါ။ကြိုးစားပြီးတော့ဘာနဲ့ဖြောင်းမမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်ပြီးတော့ရှင်းချပြီးဖြောင်းပါလို့ ီနေ့ဒီဆေးရလွယ်လို့တခြားနေ့မရှိဘူးမြတ်စွာဘုရားဟောတာเนาะအေးဒါကြောင့်မို့ဘဝရရှိလာတဲ့အခါပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာဥစ္စာရှားဝေး